အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စာပေကိုရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ဆောင်းရပြီမှာဇင်းရင်သားတွေစားရတဲ့ချမ်းသာတွေအင်္ဂါချမင်းဟင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်တော့အန်နာပါမိနာယောက်ျားဆိုတာကတော့သူ့ကိုတတော်လေးချစ်ပါရည်သူတို့မိသားစုဝင်တွေကလည်းအရန်ကိုပြောရွှင်စရာကောင်းကြပါရည်သမီးနှစ်ယောက်နဲ့သားတစ်ယောက်လည်းရှိပါရည်ဒါကသူတို့ရဲ့ဘဝပါပဲ တကယ်မမိနောက်ဆုံးတော့သူ့ယောက်ျားကိုလာပြောပါရယ်ဒီမှာရှင်နားထောင်မအောင်ကျမဈေးသွောင်းနေတဲ့အချိန်မှာတကားအနောက်မှာတန်ရောက်ရောက်နေတယ်လို့ခန်းစားလိုက်ရတယ်တိလားမင်းကလည်းကွာဒါဘယ်လိုတွေပြောနေရလဲအိမ်မှာအကိုအကြီးကလွယ်လို့ဘယ်သူရှိလို့လဲကြည်ရတာမင်းအထင်လွဲတာဖြစ်မှာပေါ့မိနားလေးတွေးနေခဲ့ပါရယ်အမှန်တကယ်သူမမှားသွားတာလားဆိုပြီးတော့ပေါ့ဒါပေမဲ့အမှားဆိုတာကတခါပဲဖြစ်ရမှာလीခဏခဏဆိုရင်တော့ဒါကအထင်လွဲမှမဟုတ်တော့ပါဘူး အိမ်မတစုံတယောက်ကတော့သူမကိုချောင်းချောင်းပြီးကြည့်နေတယ်လို့သူမချင်မှတ်နေခဲ့ပါရဲ့။သူမအနီးအနားမှာတစုံတယောက်ကျိန်းသေးရှိနေတယ်ဆိုတော့မတုံမတခံစားချက်တွေကိုလည်းခံစားနေရပါရဲ့။ဒါပေမဲ့အပြင်ထွက်ပြီးကြည့်လိုက်တဲ့အခါမှာတော့ဘယ်သူမှရှိမနေတာကိုတွေ့ရပါရဲ့။တကယ်မှာတော့မိနာကလည်းမှန်အရှိရပြီးသူရဲ့စာဒီကိုပြင်နေခဲ့ပါရဲ့။သူမမှန်တယ်ကနေတေးချကြည့်လိုက်တဲ့အခါမှာတော့သူ့ယောက်ျားရဲ့အကိုဖြစ်သူလိုက်ကရဲ့အနောက်မှာရက်နေအောင်ကိုတွေ့လိုက်ရပါရဲ့။ သူမလည်းအနောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီနေရာမှာဘယ်သူမှရှိမနေတော့ပြန်ပါဘူး။သူလည်းသူ့ရဲ့ခဲဝေးအခန်းထဲကိုသွားကြည့်ခဲ့ပေမဲ့ဘယ်သူမှမရှိပါဘူး။ဒီမှာကျမရှိအောင်ပြောခဲ့ရမလား။တဲရောက်ကကျမရဲ့အခန်းအမြဲတမ်းချောင်းကြည့်နေပါတယ်ဆိုနေမှအရာတခြားသူမဟုတ်ဘူးရှင့်။ရှင့်ရဲ့အကိုပဲ။ဒုက္ခပါပဲကွာ။မင်းဘာတွေပြောနေရလဲ။အကိုဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။အကိုကဘာဖြစ်လို့ဒီအလုပ်တွေကိုလုပ်မလဲ။ရှင်ကျမပြောတဲ့စကားကိုယုံစမ်းပါကျမတကယ်တွေးခဲ့ပါတယ်ဆိုနေမှ ဆူရက်ကတော့သူ့ရဲ့မိမပြောတဲ့စကားတွေကိုနည်းနည်းလေးမှအယုံအကြည်မရှိခဲ့ပါဘူး။ဒီရမှာတော့မိနာနေ့လည်နေခင်းအလုပ်ပင်ပန်းနေတဲ့အကြောအခန်းထဲမှာအိမ်မောကြနေခဲ့ပါရီ။ဒီအချိန်မှာသူ့ရဲ့ခဲကိုဖြစ်သူကအခန်းထဲဝင်လာခဲ့ပြီးနောက်မှာတော့မိနာရဲ့မျက်နှာကိုကိုင်းနေခဲ့ပါရီ။မိနာနဲ့ရုတ်တရက်ကြီးလန့်ပြီးနိုးသွားပါရီ။ပြီးရတဲ့အတန်အကျဲကြီးနဲ့အွန်လိုက်ပါတယ်။ဒါပါလို့တာလေကို။ကျမအခန်းထဲဝင်လာပြီးတော့ကျမကိုထိဖို့အတွက်စူးစမ်းနေရဟုတ်လား။အေးဟုတ်တယ်မိနာ။ငါနေမရှိပဲနဲ့လုံးဝကိုမနေနိုင်ဘူး။ နေငါညီနဲ့အတူတူနေမနေရောနဲ့သူကနေနဲ့မထိုက်တန်ဘူးငါနဲ့ဩလောကကြီးတစ်ခုလုံးမှရှိတဲ့ပျော်ရွှင်မှုတွေအားလုံးကိုပေးပါမယ်ငါနဲ့အရန်ချစ်တယ်မိနာငါနဲ့အမြဲတမ်းချောင်းကြီးနေရဲဆိုတော့ချစ်လို့ပေါ့မိနာရဲ့ငါတို့အတူတူသွားကြမယ်ဆူရက်တောင်မှတိမှာမဟုတ်ဘူးမိနာကတော့ဒေါသအရန်ထွက်သွားခဲ့တဲ့အတွက်သူရဲ့ခေအိုကိုပါတစ်ချက်ထဲရိုက်ချပစ်ခဲ့ပါတယ်ပြီးတော့ပြောခဲ့ရပေါ့ပေါက်တန်းကြတဲ့လို့ရှင်အခုချက်ချင်းဒီကနေထွက်သွားလိုက်တော့ ရှင်းညီရဲ့မိန်းမကိုဒီလိုစကားတွေလာပြောနေရရှင်နည်းနည်းလေးမှမရှက်ဘူးလားဒီအချိန်မှာဆူရက်ကလည်းအလုပ်တစ်ခုရှိတဲ့အတွက်အင်ကိုပြန်လာခဲ့ပါတယ်အင်ကိုဆူရက်ပြန်လာတွေ့ခဲ့ရတဲ့အခါမှာတော့သူ့ရဲ့အကိုအကြီးဖြစ်သူကလည်းအခြေအနေကိုပြောင်းပြန်လုပ်လိုက်ပါတယ်ကဲနေရောက်လာပြီလားဆူရက်ရဲ့ခင်မလေးကငါ့ကိုအခန်းထဲခေါ်လို့လေပြီးတာနဲ့ငါ့ရဲ့လက်ကိုကင်ပြီးတော့ပြောတယ်အကိုကဆူရက်နဲ့နည်းနည်းလေးမှမတူဘူးတဲ့ညီကိုနှစ်ယောက်ကအရင်ကွာချားလို့နေလို့ပြောပြီးတော့ငါ့ကိုလာဖက်နေတယ် ကျော်သေးရပေါ့ငါလည်းဒီအခန်းထဲကနေထွက်ဖို့အတွက်ကြိုးစားနေတဲ့အချိန်မှာမင်းရောက်လာခဲ့လို့ဒီစကားလေးကိုကြားနေရတဲ့အခါမှာတော့ဆူရိုက်ကလည်းအတော်လေးကိုဒေါသထွက်သွားခဲ့ပါတယ်ဒီမှာကျမရှင့်ကိုတခါရပြောလိုက်မယ်နော်ဒီလူရှင့်ကိုလိန်ပြောနေတာသိလားကျမအခန်းထဲမှာပင်ပန်းလို့အိမ်မောကြနေတာသူရောက်လာပြီးတော့ကျမကိုထိဖို့အတွက်ကြိုးစားတယ်လေဒီမှာအငယ်ကောင်ရေနင်းသူ့စကားကိုယုံနေဆိုလို့ရှင့်လည်းရတယ်ဒီနေ့ကစပြီးမင်းနဲ့ငါနဲ့ညီကိုတန်ရောစင်အပြက်ပဲဆူရိုက်အတွက်ကတော့ဒါကအရန်ကိုကြီးလုံးတဲ့ကိစ္စကြီးတစ်ခုပါ ူကသူ့ရဲ့မိမမိနှောင်းကိုအရန်ချစ်ပါတယ်။ဒါပြင်သူကသူ့အကိုကိုလည်းယုံကြည်နေခဲ့ပြန်ပါတယ်။သူလည်းဒါရိုက်ကိုမခံစားနိုင်ခဲ့တော့တဲ့အခါမှာတော့အခန်းထဲသွားပြီးတတ်သေးလိုက်ပါတယ်။မိနှောင်းဘဝကတော့ပျက်စီးသွားခဲ့ရပါပြီ။သူရဲ့ကလေးလေးတွေခမယာမိဘမဲ့ဖြစ်သွားခဲ့ရပါတယ်။ဆိုရက်စကွဲလွန်သွားခဲ့ပြီးတဲ့နောက်မှာတော့မိနှောင်းတယောက်တည်းဖြစ်သွားပါတယ်။တယောက်ကြောက်ွယ်လွန်သွားခဲ့ရတာသူเจ้าဆိုပြီးတော့သူလက်ခံယုံကြည်ထားခဲ့ပါရီ။သူမအမြဲတမ်းငုံနေငုံနေနဲ့ဘာကောက်ပျော်ရွှင်မှုလဲဆိုတာကိုတော့မသိတော့ပါဘူး။ တရမှာတော့သူ့ရဲ့ခဲအိုအခန်းထဲကိုဝင်လာခဲ့ပါ ರೀ ။ဘာလို့ငိုနေရတာလဲ။ငါရီရဲ့လမ်းမှာရှိတဲ့ဆူညောင်ခလုတ်ကတော့ပျောက်ကွယ်သွားခဲ့ပြီလေ။အခုဒီအချိန်လေးကငါရီရဲ့အချိန်လေးပဲ။ငါတို့နှစ်ယောက်အေးဆေးနေလို့ရပြီလားခဲ့။ကဲကဲကဲလာ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 ငါစီဖို့လား။ပြောဆိုပြီးနောက်မှာတော့သူ့ရဲ့ခဲအိုကလည်းအနားကိုကျိုးလာခဲ့ပါ ರೀ ။မိနာလည်းအတန်အကျယ်ကြီးအော်လိုက်ပါ ರೀ ။ဒီမှာရှင်ကျမနာကိုလာဖို့အတွက်လုံးဝမကြိုးစားနဲ့။အနောက်ဆုံးအနောက်ဆုံးဝေးဝေးနေရှင်ထပ်ပြီးအရှိတ်ပြောလာမယ်ဆိုရင်တော့ရှင်ကျမရဲ့ခဲအိုဆိုတော့ကိုမေ့သွားလိမ့်မယ်နော်။ ဲလိုနဲ့ခဲဟုတ်ဖြစ်သူကလည်းဖတ်ထားခဲ့တဲ့အချိန်မှာသူမအော်နေခဲ့ပါရဲ့ကလေးတွေကလည်းအဝေးမှာရနေခဲ့ပြီးတော့အမေအမေလို့အော်နေကြပေါ့မိသားရဲ့အနီအနားမှာပန်းအိုတလုံးကိုတွေ့လိုက်တာနဲ့သူမပန်းအိုယူပြီးသူ့ခဲအိုရဲ့ခေါင်းကိုရိုက်ခွဲချလိုက်ပါရဲ့ခေါင်းမှာဒဏ်ရာအကြီးကျယ်ရရှိသွားတာနဲ့သူလည်းမေးလဲကြသွားရပေါ့အခွင့်အရေးရတာနဲ့မိနာကလည်းသူ့ရဲ့ကလေးတွေကိုခေါ်ပြီးထွက်ပြေးသွားခဲ့ပါရဲ့ရှာဒီဥတုရဟန်းကိုအင်းနေတဲ့စောင်းရသည်ဖြစ်တဲ့အတွက်သူတို့လည်းအပြင်ကိုထွက်ပြေးလာခဲ့ရတာအဆင်မပြေကြပါဘူး သူကတော့ကလေးလေးကိုခေါ်ပြီးရှေ့စားသွားနေလေပါရဲ့မိသားရဲ့သမီးအကြီးလေးကလည်းပြောလိုက်ပါရဲ့မမေသမီးထက်ပြီးတော့မတော်နိုင်တော့ဘူးမနက်ထဲကတော်နေတော်နေနေညနေစောင်းနေပြီးဘိုက်တွေလည်းစားရဲအမေရဲ့ဘလို့လို့ရမလဲသမီးလေးရဲ့သမီးရဲ့မောင်လေးနဲ့ညီမလေးလည်းဘိုက်စားနေရဲ့ကြည့်အောင်အဲ့ဒီလူရောက်မှအမေတို့ကိုရှာလို့မတွေ့နိုင်တဲ့နေရာတစ်ခုကိုအမေတို့အများဆုံးသွားရမယ်ဒီလိုနဲ့အနေငယ်လမ်းလျှောက်ပြီးနောက်မှာတော့ရက်ကွက်တစ်ခုကိုတွေ့မြင်ခဲ့ကြရပါတယ်မိနာနဲ့ကလေးတွေကိုခေါ်ပြီးနောက်မှာတော့အရိယက်ကွက်လေးရဲ့ဝင်သွားခဲ့ပါတယ် သူလည်းတနေရာမှာအရန်ကိုမောပတ်နေတဲ့အတွက်ထိုင်လိုက်ပါရီဒီအချိန်မှာအမျိုးသမီးတယောက်ကသူ့တော်တမီတွေကိုတွေ့ခဲ့ရတဲ့အခါမှာတော့မေးလိုက်ပါရီဘာလို့ကြလဲခလေးတွေကိုဘာဖြစ်လို့ဒီမှာထိုင်ခိုင်းထားရတာလဲသူတို့အားလုံးကိုဒီရသည်ဥတုကြီးမှာတတ်ပြစ်မလို့လားဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိနာမျက်ရည်တွေကျလာခဲ့ပါရီကံကြမ္မာကဒီလောက်တောင်မှစိုးနေတဲ့သူတွေကဘယ်တော့မှအမြင်မသိဘူးကျမတို့စီမားလုံးလုံးကြုံနေဖို့အကြောနေရာတစ်ခုတောင်မရှိရဘူးကျမရဲ့နောက်ခွေရအရင်မြုံလေးကအခုဆိုပြက်စီးသွားပြီဆိုတော့ဒီမှာလာထိုင်နေရတာပေါ့ ခလေးတွေကလည်းဘိုက်တအားကိုစာနေကြတယ်။သူတို့စားတော့ဖို့အတွက်တခုခုရသွားရင်တော့ကောင်းတာပေါ့လေ။ကြည့်ရတော့အတော်လေးကိုဒုက္ခရောက်နေရတယ်တူတယ်။ကဲကဲကဲဝင်ခဲ့ဝင်ခဲ့အထဲဝင်ခဲ့။ငါကဒီအိမ်မှာနေရပါ။နင်တို့စားတော့ဖို့အတွက်တခုခုစီစဉ်ပေးလိုက်မယ်လားခဲ့။မိနာတို့လည်းခလေးတွေနဲ့အတူတူအိမ်ထဲကိုလိုက်ပါဝင်သွားခဲ့ပါရီ။ပြီးတာနဲ့အဖေါ်ကြီးကိုသူရဲ့ဘဝမှာဖြစ်ဖြစ်ခဲ့တဲ့အကြောင်းဆောင်ကိုလည်းပြောပြလိုက်ပါရီ။အဲ့ဒီအပြစ်ငရဲသားကိုတော့သူလောက်ခဲ့တဲ့အမားရဲ့အပြစ်တွေအကုန်လုံးအတွက်ပြစ်ဒဏ်ဖျားသခင်ကိုယ်တိုင်ခတ်လိုက်မယ်။နင်ကတော့ခလေးတွေနဲ့အတူတူဒီမှာပဲနေ ပြီးတော့ဒီအိမ်ကိုလည်းနေရဲ့အိမ်လိုပဲတတ်မှန်တော့ရေထဲနှစ်နေတဲ့သူကကျိုးတချောင်းကိုရရှိသွားသလိုမျိုးပါပဲရရနေနေကြတဲ့ဒီသူတို့နေထိုင်စားတော့ဖို့အတွက်အနီးပတ်ဝန်းကျင်ကသူတွေကကုညီဆောက်ရှောက်ပေးခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့ဘယ်သူမှမပိုခဲ့တဲ့အခါမှာတော့သူမကိုယ်တိုင်ကြိုးစားရတော့မှဖြစ်ပါတယ်ဘယ်အချိန်ထိအခုလိုမျိုးနေထိုင်နေရမှာလဲဒါကိုစဉ်းစားနေတဲ့တရားမှာတော့မိနာအလောက်ရှာဖို့အတွက်အပြင်ကိုထွက်ခွာသွားခဲ့ပါတယ်သူမအလောက်လောက်ရှာနေတဲ့ဆိုင်တစ်ဆိုင်မှာတန့်ရှင်ရဲ့ဝန်ထမ်းအနေနဲ့အလောက်ရသွားပါတယ် ကျွန်မပကံစိနေရင်အမြဲတမ်းစောင့်ဆိုင်နေရတာကိုသမေးချန်ဟင်းချန်တွေကိုပေါ့သမေးချန်ဟင်းချန်တွေရပြီဆိုတော့ ਨੇ ကျွန်မအိတ်ထဲကိုဖြည့်ထည့်ပြီးကလေးတွေစားဖို့အတွက်ယူသွားပေးရမယ်မဟုတ်လားဒီလိုနဲ့ပဲအချိန်တစ်နေ့ကျော်ကုန်ဆုံးသွားခဲ့ပါ रे အခုဆိုရင်တော့ဆောင်းရသည်ကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီသမီးအကြီးကလည်းပြောလိုက်ပါ रे အမေရဲ့သမီးတို့ကိုဘလို့သမေးဟင်းတွေကျွေးနေရလဲဘာဖြစ်လို့သမေးဟင်းကိုအိမ်မှာမချက်ရတာလဲမီးသမီးတို့အိမ်မှာချက်ထားတဲ့သမေးဟင်းတွေကိုပဲစားကြတယ်အရင်ကအဖေနဲ့အတူတူရှိတဲ့အချိန်တုန်းကဆိုရင်တော့အမေချက်တယ်မလား တမီးရဲ့အိမ်မှာထမင်းဟင်းချက်ပြုတ်ဖို့အတွက်ဆိုလို့ရှင်တော့ဘယ်လိုမလဲတမီးရဲ့အရန်အောင်ခတ်တာပေါ့ပစ္စည်းတွေအများကြီးပေါ့လေလိုအပ်သေးတယ်အမေစီမှာအလောက်ထိပတ်စံမရှိဘူးတမီးအိမ်မှာပစ္စည်းတွေအားလုံးဝယ်ထည့်ဖို့အတွက်ဆိုတော့ကမလွယ်ဘူးလေအမေဆိုင်မှာအလုံးလုံးနေနဲ့ကြံတဲ့ထမင်းဟင်းတွေအကုန်လုံးကိုယူလာခဲ့ပေးရပဲကံကောင်းနေပြောတာဟုတ်ပဲစားကလေးတွေကလည်းတို့တို့မိခင်ရဲ့မတတ်တာမှုတွေကိုတွေ့ခဲ့ရတဲ့အခါမှာတော့ပြောမနေတော့ပါဘူးတို့လည်းရတဲ့ထမင်းလေးကိုစားတော့ပြီးနောက်မှာတော့အိတ်ခဲကြပါရဲ့ဒီမှာတော့ဆိုင်ပိုင်ရှင်ကလည်းမိနာကိုမိလိုက်ပါရဲ့ နေတိတိုင်းဒီထမင်းတွေယူတော့တာကငါကြွေးတယ်။ဒါနဲ့ဒီထမင်းချန်ဟင်းချန်တွေကိုနေပါများလောက်ကြလေ။တကယ်တော့ကျမဒီထမင်းဟင်းတွေကိုခလေးတွေစားဖို့အတွက်ယူသွားပေးရပါရှင်။နေယောက်ျားကရောအလုံးမလုပ်ဘူးလား။ तू ပတ်စံမရှာဘူးလား။နေအိမ်ပြန်ပြီးထမင်းဟင်းကောင်းကောင်းချက်လို့ရရတဲ့ဒါနဲ့ထမင်းချန်ဟင်းချန်တွေယူပြီးခလေးတွေကိုကြွေးနေရဲဆိုတော့နေယောက်ျားဘလို့လူစားမျိုးလဲ။ तू ကတော့မရှိတော့ဘူးလေ။ကျမကလည်းခလေးတွေကိုထမင်းကောင်းကောင်းချက်ကြွေးဖို့အတွက်အလောက်ထိလာကမရဘူးဆိုတော့ထမင်းချန်ဟင်းချန်ပဲကြွေးနေရတာ။ပြောစောနေနေမိနာငုံနေခဲ့ပါရဲ့။ ဒီနောက်မှာတော့သူ့ဘဝရဲ့အကြောင်းအရာတွေအားလုံးကိုလည်းပြောပြလိုက်တာပေါ့။ဘာဖြစ်လို့ဒီကိစ္စတွေအားလုံးကိုအနေပထမတွေကမပြောပြခဲ့ရတာလဲ။နင်ရဲ့ခဲအုပ်ကောင်ကကျင်းတယ်ပေါ့ပြစ်တံခတ်မယ်။ဒါနဲ့ပြောပါအောင်နင်ထမင်းဟင်းကောင်းကောင်းချက်ပြုတ်တက်လား။ဟုတ်ကဲ့ကျမထမင်းဟင်းကောင်းကောင်းချက်တက်တာပေါ့အဲဒါကြောင့်ဒီနေ့ကစပြီးမင်းထမင်းဟင်းချက်ရမယ်ထမင်းဟင်းချက်မယ်ဆိုရင်တော့မင်းလာစားပိုးရလိမ့်မယ်ပြီးတော့ကလေးတွေအတွက်နင်ဒီထမင်းချက်ဟင်းချက်တွေကိုမယူတော့တော့နဲ့ချက်ပြုတ်ပြီးတော့တဲ့အခါမှာတို့တို့ကြထမင်းဟင်းကောင်းကောင်းယူသွားပေးလိုက်ဒီစကားကိုကြားခဲ့ရတဲ့အခါမှာမိနာဝမ်းသာပြောရွှင်သွားပါတယ် ညနေခင်းမှာမိနှွားကလည်းထမင်းယူပြီးအိမ်ကိုသွားလိုက်ပါတယ်သူကလည်းသူရဲ့မိသားစုတွေကိုအလုံးကိုထမင်းပူပူကျွေးလိုက်ပါတယ်နောက်နေ့မှာတထေးကလည်းမိနှွားကိုခေါ်ပြီးရဲစခန်းကိုသွားပြီးနောက်မှာတော့သူ့ခဲအိုးကိုတရားစွဲလိုက်ပါတယ်ရဲတွေကလည်းအမှုတွေအများကြီးတွဲတင်ပြီးနောက်မှာတော့သူ့ကိုထောင်ချလိုက်ပါတယ်ဒီနောက်မှာတော့မိနှွားကလည်းသူ့ခလေးတွေကိုခေါ်ပြီးအရင်အိမ်ကိုပြန်သွားလို့ရသွားခဲ့ပါပြီမိနှွားကလည်းသူ့ကိုအကူအညီပေးခဲ့တဲ့တထေးကြီးကိုပြောခဲ့ပါတယ် ။တထေးတာကျမကိုအကုန်ညွှပေးခဲ့ဖို့ဆိုရင်တော့ကျမအဲ့ဒီအပြစ်ငရဲတာကိုဘယ်တော့မှအပြစ်တန်ခတ်လို့ရမှာမဟုတ်ဘူး။ကျမတဘောလုံးတထေးရဲ့ကျေးဇူးတရားတွေကိုနားလည်နေမှာပါ။နေရာကအတွက်တော့ညီမငယ်လေးတယောက်လိုပဲလေ။ငါ့ညီမလေးညှဉ်းပန်းနှိပ်စက်ခံနေရတာကိုငါလောက်ပိုက်ကြည့်နေစရာလား။ဒီနောက်မှာတော့မိနာကလည်းသူ့အိမ်အရှိမပဲစိုင်းတဆိုင်ဖွင့်လိုက်ပါတယ်။အခုဆိုရင်သူနဲ့သူ့ကလေးတွေကလည်းကောင်းကောင်းနေထိုင်နိုင်သွားခဲ့ကြပါပြီ။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့တနားစရာကောင်းတဲ့ချွေးမလေးများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်။ ဟစ်တလာလောကကြီးရဲ့မှာမရှိတော့ဘူးဆိုပေမဲ့ဟစ်တလာလိုလူမျိုးတွေကတော့အများကြီးကြံရှိနေပါသေးတယ်။အဲ့ဒီထဲမှာတာရာဝတီဆိုတဲ့အမျိုးသမီးတစ်ယောက်လည်းပါဝင်ပါတယ်။သူရဲ့အမိတ်အာဏာမရှိဘူးဆိုရင်တော့အိမ်မှာတင်းရွက်တယောက်တောင်လှုပ်လို့မရပါဘူး။မလို့အတက်သုံးဆွဲမှုတွေကိုတော့သူမတော်တော်လေးမုန်းပါတယ်။ကဲ6နာရီထိုးနေပြီ။ဒီအိမ်ကထုံတန်းစလာကိုတည်ရမလား6နာရီဆိုရင်အားလုံးထမင်းစားဖို့အတွက်အဆင်သင့်ဖြစ်နေရမယ်။နေရဒီအိမ်မှာအတေးရောက်လာတာဆိုတော့နေမသိမှဆိုလို့ငါနဲ့ကိုပြောပြနေရ။ဒါပေမဲ့အမေအခုကျမဘိုင်းမစ ိတ်ထားစမ်းဇက်ကိုပိတ်ထားသမင်းကို6နာရီစားမယ်ဆိုရင်တော့စားမယ်ပဲဒီနောက်မှာတော့ဘယ်သူမှဘာမှထပ်ပြီးတော့စားမယ်မထင်နဲ့နင်တို့လေးယောက်လုံးနင်တို့ရဲ့လင်ညီမဖြစ်တော့ကိုမတင်ထားပေးကြဘူးလားဘာတွေလုပ်နေကြတာလဲအော်အမေရဲ့သူရောက်လာတော့အခုမှနှစ်ပတ်လောက်ပဲရှိသေးတယ်မဟုတ်လားတဖြည်းဖြည်းနဲ့သူတက်သွားပါလိမ့်မယ်သူခလေးမဟုတ်ဘူးငါသားလေးနဲ့လက်ထပ်ပြီးငါချွေးမအနေနဲ့အင်ကိုရောက်လာခဲ့ရလीသူကဘာကိုနားမလည်နိုင်ဖြစ်နေရတာလဲကဲကဲကဲတော်ပြီတော်ပြီအဖို့စကားတွေပြောမနေနဲ့ထမင်းခူးပေးလိုက်တော့ ဒီလိုနဲ့သမင်းတွေကိုတိုက်တဆိတ်ပဲခိုးပေးလိုက်ပါတယ်။အရင်ကတော့ရိုရထုံတန်းအစင်လာအတိုင်းပဲသူတို့ကနေထိုင်ကြပါတယ်။တောင်တွေကပထမအဦးဆုံးသမင်းထိုင်စားကြပြီးသူတို့စားပြီးကြံနာကိုချွေးမတွေစားရပါတယ်။ချွေးမတွေကလည်းသမင်းအကြံပကံကိုကင်ပြီးပြောလိုက်ပါတယ်။ခဏလေးစောင့်ကြတော့ကျွန်မအခုချက်ချင်းပကံဆေးပြီးတော့ပြန်ယူလာခင်မယ်။ဘယ်ဥမတော်စရာအကြောင်းမရှိဘူးနဲ့ဒီပကံနဲ့ပဲစားရမှာ။ဒီပကံကတခြားသူစားထားတာမဟုတ်ဘူး။နှစ်ယောက်ကြားစားထားတာ။အဲဒါကြောင့်ဒီမှာကြံတဲ့သမင်းဟင်ကိုနှင်းစားရလိမ့်မယ်။ အမေရဲ့ပကံကမှဘာမှမရှိဘူးဆိုတော့ပကံဆေးပြီးစားတာပိုကောင်းတာပေါ့နေမတွေ့ဘူးလားငါတော့ဒီမှာတွေ့တယ်ချမင်းလုံးတွေအများကြီးပဲကတ်နေသေးတယ်အဲ့ဒါတွေကိုနေမစားဘူးဆိုရင်ဘယ်သူစားမလဲငါသာပတ်စံကိုလကားတောင်းဖြောင်းနေမယ်ဆိုလို့ရှိရင်တော့နေတော့ဒီအိမ်ကြီးထဲမှာနေခွင့်ရလိမ့်မယ်လို့ထင်လားဒီလိုနဲ့အားလုံးကလည်းကြောက်လန့်သွားတဲ့အတွက်ချမင်းထိုင်စားခဲ့ကြတာပေါ့စားနေရင်ချမင်းစီတွေကအောက်ကို ပြုတ်ကျသွားပါတယ်မီးပေါ်ကိုထမင်းလုံးတွေပြုတ်ကျသွားတာတွေ့ကြရတဲ့အခါမှာရခမဖြစ်သူလဲဒေါသတာချက်သွားပါလေ လေးနေကောင်လေးကိုဒီလောက်လေးကမမတင်ချပေးဘူးလားထမင်းစားနေတဲ့အချိန်မှာထမင်းတွေအခုလည်းမျိုးမပြုတ်ကြတင်ဘူးလေကျောင်းမပါတဲ့အမေရဲ့ကျမမှားသွားပါတယ်မှားပြီးတော့ပြုတ်ကြသွားတာပါကိစ္စမရှိဘူးပြုတ်ကြသွားတဲ့ထမင်းလုံးတွေကိုပြန်ကောက်ပြီးတော့စားလိုက်မစားပါဘူးရှင်မစားပါဘူးဒါတွေကိုတော့ကျမမစားနိုင်ဘူးပြုတ်ကြသွားတဲ့ထမင်းစီးတွေကိုကျမပြန်ကောက်စားစီရလားဘာလို့မစားပြုတ်ကြသွားတဲ့ထမင်းတွေကိုတော့နေကောက်စားရမှာပဲလေတကယ်လို့နေမကောက်စားဘူးဆိုရင်တော့ဒီမှာထမင်းလုံးမနှလုံးပြုတ်ကြသွားလေအဲ့ဒီထမင်းစီးအရေးအကြွတ်အတိုင်းလေးကိုအငတ်ထားမယ် အမေရဲ့ထားလိုက်ပါရှင်။ရောင်းမလီအိမ်ကိုရောက်လာတော့အခုမှနှစ်ပတ်လောက်ပဲရှိသေးတယ်။သူကဒီအိမ်ရဲ့စီမံစည်းကမ်းတွေကိုနားမလည်သေးလို့ဖြစ်မှာပါ။တဖြည်းဖြည်းနဲ့သူအရာအားလုံးကိုတင်ယူသွားလိုက်မယ်။ပါဇက်ပိတ်ထားစမ်းမှာနင်တို့ဘာတွေရှောက်ပြောနေကြတာလဲ။တကယ်လို့ဒီထမင်းစီတွေကိုမကောက်စားဘူးဆိုရင်တော့နင်တို့နှစ်ယောက်လုံးပြပေးခိုင်းရပြီးသားမှတ်လိုက်တော့ဝင်ပြောနေသေးတယ်။ရခမဖြစ်သူရဲ့စကားကိုပဲသူမှအိမ်မှာမဖယ်ရှားရခဲ့ကြပါဘူး။ဒါကြောင့်ဘာမှလည်းပြန်မပြောကြတော့ပါဘူး။ရခမဖြစ်သူပြောတဲ့စကားကိုအားလုံးကလည်းပါဇက်ပိတ်ပြီးနားထောင်ကြရပါရဲ့။ ။အနားစီရကောင်းတဲ့ချွေးမလေးကလည်းအောက်ကိုကျနေတဲ့ထမင်းလို့တွေကိုပြန်ကောက်စားခဲ့ရပါတယ်။ရခမဖြစ်တော့ထမင်းစားဝိုင်းကနေစားတော့ပြီးထွက်ခွာသွားခဲ့တဲ့အခါမှာချွေးမအငယ်ဆုံးကလည်းပြောခဲ့ပါတယ်။ငါတို့ရခမကိုကြည့်ပါအောင်ဟဲ့တတော်လေးကိုကြောက်စရာကောင်းနေတော့။ဘာလို့သူဒီလောက်ကြောင့်မမနေရတာလဲ။ဒီလောက်လေးစားနေနေပြုတ်ကျသွားတော့ကိုအကြီးအကျယ်လုံနေသေးတယ်။တို့တို့ပြောစမ်းပါဟဲ့နင်ရတော့တကယ်ပါပဲသူကြားသွားလို့ရှင်တော့နင်သိမနင်ကဒီအိမ်မှာအတက်ရောက်လာတဲ့ချွေးမလေးလေဒီရခမကိုငါတို့နှစ်ပေါင်းများစွာကြောင်းလို့ အိမ်မှာဘလို့တီးခန့်နေခရလဲဆိုတော့ကိုနေမမသိရတရမတော့ရခမဖြစ်သူမိဖို့ကန်နေသွားကြည့်ခဲ့တဲ့ခါမှာသူရဲ့ထွေးမလေးတွေကမုံလာဥတွေခွာထားတာတွေ့လိုက်ရပါတယ်။ရှင်လေးမှာခွာထားတဲ့မုံလာဥအခွန်တွေကိုထည့်ထားပါတယ်။ဒါတွေ့ခဲ့ရတဲ့ခါမှာရခမဖြစ်သူဒေါသတတော်လေးထွက်သွားခဲ့ပါတယ်။ပြီးရရင်ပြောလိုက်ပါတယ်။ထွေးမလေးရဲ့ဒီမုံလာဥနေတွေကိုဘယ်သူအခွန်ခွာထားတာလဲဒီပုံစံ။ကျမပါအမေဒါရီအားလုံးကိုကျမကိုယ်တိုင်ပဲအခွန်ခွာထားတာပါဘာဖြစ်လို့လဲ။ နေကအခွန်တွေကိုဒီလောက်ထိအထူကြီးလေးလိုက်တော့ငါတို့ကြံတာကိုဘယ်လိုစားကြမလဲနည်းနည်းပဲကြံတော့မှာပေါ့အခွန်ထဲမှာအသားတွေအများကြီးပါသွားပြီလေနင်တို့ကအလောက်ထိချမ်းသာတဲ့အိမ်တွေကရောက်လာကြတာလည်းမဟုတ်ပဲနဲ့ငါရဲ့အိမ်ကိုဖျက်ဆီးဖို့အတွက်များစူးစမ်းနေကြတာလားဒုက္ခပဲကဲဒီအခွန်တွေအကုန်လုံးကိုယူတတိတကြရေးဆေးပြီးပြီဆိုတာနဲ့ဟင်းထဲကိုဓာရီအားလုံးထည့်ပြီးရောချက်လိုက်ဒီအခွန်တွေကိုစားလိုက်ုံနဲ့နင်တို့သေသွားမှလည်းမဟုတ်ဘူးထွေးမငါရောက်လုံကလည်းရောက်မှဖြစ်သူရဲ့အစဉ်စီဟိုက်တွေကိုတိတဲ့အတွက်ကြောင့်မို့လို့အတော်လေးစိတ်ပြန့်နေလေးကြပါပြီ တခါတလေကြရင်တော့တို့အိမ်ကနေတခါရဲထွက်ပြေးသွားရင်ကောင်းမလားဆိုပြီးတော့စဉ်းစားမိတတ်ကြပါလေ။ဒါပေမဲ့တို့ဘယ်ကိုသွားရမှာလဲ။တို့မှသွားစရာနေရာလည်းမရှိဘူးလေ။တကယ်မှတော့ရခမဖြစ်သူကလည်းအိမ်ပြင်ကိုထွက်လာခဲ့ပါလေ။အမျိုးသမီးတအုပ်ရောက်ရှိလာခဲ့ပြီးတော့အိမ်တကားခေါက်နေခဲ့ပါလေ။ရှင်မတယောက်ကအိမ်ပြင်ထွက်ကြည့်လိုက်တဲ့အခါမှာတောင်းစားတဲ့အမျိုးသမီးတယောက်ကသူ့ရဲ့ကလေးလေးနဲ့အတူတူအိမ်အပြင်မှာရပ်နေခဲ့ရတာကိုကြွေးလိုက်ရပါလေ။အမျိုးသမီးကလည်းပြောလိုက်ပါလေ။ဒီမှာရှင် ကျမယောက်ျားကအခုဆိုလို့ရှိရင်တော့ကွယ်လွန်သွားခဲ့ပြီကျမတို့မိသားစုဝင်တွေမှာစားစရာတောက်စရာလည်းမရှိအရန်ကိုဒုက္ခရောက်နေလို့ပါဖြစ်နိုင်မဲဆိုရင်တော့ကျမကိုတခုတ်ခုတ်အကူအညီပေးပါအောင်လားရှင်ဖခင်သခင်ကောင်းကြီးပေးပါလိမ့်မယ်ကျမတို့တကယ်အရန်ကိုဒုက္ခတွေ့နေလို့ပါဒီအချိန်မှာချွေးမလေးကလည်းတတော်လေးကိုတနာသွားခဲ့ပါရင်ဒါကြောင့်ပြောခဲ့ပါရီအေးပြောလေပြောပါငါနဲ့ကဘယ်လိုမျိုးအကူအညီပေးရမလဲအိမ်မှာဝိစရာမရှိတော့လို့လုံးလုံးကြောင်ဝဲလို့ရတဲ့အဝိစာတွေပါတယ်ရှင်တော့ကျမကိုပေးလို့ရပါတယ်ဆောင်းရသည်ဆိုတော့ရာသီဥတုအရန်ကိုအေးနေရလေ ကျမတို့စီမှာအနှွေးတက်မရှိဘူးဆိုတော့အနှွေးတက်လေးပါလေးရရင်ကလေးတွေနေထိုင်ဖို့အဆင်ပြေသွားလိမ့်မယ်။စားတော့ဖို့အတွက်လည်းဘာမှမရှိဘူး။ပဲပဲရှိရှိ၊ကြုံပဲရှိရှိ၊စံပဲရှိရှိပေးပါလားရှင်။အိမ်ပြန်ပြီးတခုတ်ခုတ်ချက်ပြုတ်စားတော့လို့ရတာပေါ့။ဖရာသခင်ကောင်းကြီးပေးမှာပါ။တာတွေကိုကြောက်ခဲ့ရတဲ့ခါမှာနောက်ထပ်ချွေးမလေးယောက်လုံးကလည်းအိမ်ပြင်ကိုထွက်လာကြည့်ခဲ့ကြပါရဲ့။ချွေးမအကြီးကလည်းမိဖို့ကံနဲ့ဝင်သွားခဲ့ပြီးနောက်မှာတော့ကြောင်အနေငယ်နဲ့ပဲအနေငယ်ကိုထည့်ပေးလိုက်ပါရဲ့။နောက်ထပ်ချွေးမတယောက်ကသူ့မှာဆူဆောင်းထားတဲ့ပတ်စံအနေငယ်ရှိတာနဲ့ပေးပြီးပြောလိုက်ပါရဲ့။ ကဲသွားသွားသွားငါတို့ပေးပြီဆိုတော့အင်းဒီကနေအမြန်ဆုံးသွားလိုက်တော့ဒီမှာရက်မနေနဲ့ငါတို့ရခမသားဒီကိုပြန်ရောက်လာလို့ရှင်တော့ငါတို့တေးဖို့ပဲရှိတယ်အမြန်သွားလိုက်တော့တောင်ဆောင်းတဲ့မျိုးသမီးကလည်းတုတ်ခလေးလေးနဲ့အတူတူချက်ချင်းပဲထွက်ခွာသွားခဲ့ပါတယ်သူသွားနေရင်လည်းမှာတာရာဝတီနဲ့တွေ့ခဲ့ရပါတယ်အတော်ကြီးအတော်ကျမကိုပတ်စာလေးနည်းနည်းပေးပါရှင်ကျမအရောက်ဒုက္ခရောက်နေလို့ပါဖရာသခင်ကောင်းကြီးပေးမှာပါရှင်ကျမကိုနည်းနည်းကိုညီပါအောင်ပတ်စာဆိုတာကတပင်ပေါ်ကနေခိုးယူလို့ရတာမဟုတ်ဘူး ပတ်စံရှာရလွယ်ကူတယ်လို့နေထင်နေသလားကြိုးစားရအားထုတ်ရဖယ်စားမှာပတ်စံလာတောင်းနေသေးရဲ့အမလေးတတော်လေးကိုကစီကောက်ကြပဲအတော်ကျပို့ပြီးအတော်ရဲ့ချွေးမလေးတွေကပိုတောင်းသဘောကောင်းသေးတယ်သူတို့ကကျမကိုစားတော့ဖို့အတွက်စံတွေချုံတွေပတ်စံတွေအများကြီးပဲပေးလိုက်တယ်ချွေးမ၅ရောက်ဆိုတဲ့အတန်ကိုကြားခဲ့ရတဲ့အခါမှာရခမဖြစ်သူကတတော်လေးကိုဒေါသထွက်သွားခဲ့ပါတယ်ပြီးတော့ကျမသေချာနာချောင်းနေခဲ့ပါတယ်ဒီနေ့မှာတော့ချွေးမလေးတွေအားလုံးပေါင်းပြီးတော့သူ့ကိုဖျက်ဆီးနေကြပြီလို့လည်းသူတွေးလိုက်ပါတယ် သူအင်ကိုပြန်သွားခဲ့တဲ့အခါမှာချွေးမလေးလေးစကားပြောနေအောင်ကိုတွေးခဲ့ရပါတယ်။ဘဲသူလဲဘဲသူကအလောက်ကြောင့်မှတတ်တိတွေရှိနေရလဲ။ငါကိုမမိန်မမြန်းပဲနဲ့တောင်းစားတဲ့သူကိုအလောက်ထိအများကြီးပေးကမ်းလိုက်ကြဘဲသူလဲ။အမေရဲ့တနောင်းစရာကောင်းတဲ့အမျိုးသမီးပါတော်တော်လေးစိတ်ရရှာတယ်။ဖိုက်လဲစားတယ်တဲ့ခလေးငယ်လေးနဲ့ကျမလည်းဂျုံတစ်ခွက်နဲ့စံတစ်ခွက်ပဲပေးလိုက်ကြပါ။အင်ရဲ့အကောင်ကြောက်ပစ္စည်းတွေကိုနေရမိသားစုဝင်တွေလာဖြည့်ထားပေးရမဟုတ်ဘူးနော်။နားလေလားပေးချင်တိုင်းပေးမနေနဲ့။နေတော့ဒီစံတွေပဲရီဂျုံတွေကိုပြန်မဖြစ်မချင်း တယောက်ကိုရိုတီတစ်ချက်စီပဲစားရမယ်။နင်တို့ချက်ပြီးတော့ရိုတီတွေအများကြီးလုပ်ရဲလုပ်ကြည့်။ငါ့အကြောင်းကောင်းကောင်းသိစေရမယ်။တော်စားမှာလုံးမနေနဲ့နင်တို့ကမယုံဘူး။ရိုတီအများကြီးလုပ်ပြီးတော့စားကြမှာပဲနင်တို့က။ငါကိုယ်တိုင်ထမင်းဟင်းချက်မယ်။ဒီလိုနဲ့ညနေခင်းမှာတာရာဝတီကသူ့သား၅ယောက်လုံးအတွက်ထမင်းချက်ကျွေးလိုက်ပါရီ။ညီကို၅ယောက်လုံးစားတော့ပြီးတော့ချသွားခဲ့တဲ့အခါမှာတော့ရခမကရိုတီတစ်ချက်စီယူလာခဲ့ပြီးပြောလိုက်ပါရီ။ကဲရော့နင်တို့၅ယောက်လုံးအတူတူရိုတီတစ်ချက်ထည့်ဥစားရမယ်။အမေရဲ့တယောက်တစ်ချက်ဆိုရင်တော့တော်သေးတယ်။ ငါရောက်လုံကိုရိုဒီတခြားတယ်ဘယ်လိုစားရမှာလဲအဲ့ဒါတော့နင်တို့ရွေးချယ်မှုပဲတောင်းစားတဲ့သူကိုတနာချင်လားကိုအတွက်ကိုစဉ်းစားမလားပြောဆိုပြီးရောက်မှဖြစ်တော့ကတော့အခန်းထဲဝင်သွားခဲ့ပါတယ်ဒီလိုနဲ့လင်ကြီးမငါရောက်လုံကလည်းရိုဒီတခြားကို၅ရောက်ခွဲစားခဲ့ရပါတယ်ဒီလိုနဲ့သူတို့စားခဲ့တာအချိန်တစ်ပတ်ကျော်ကြာသွားခဲ့ပါပြီ၅ရောက်လုံကလည်းအခုဆိုရင်တော့အစာကောင်းကောင်းမစားရတဲ့အတွက်ကြောင့်မို့လို့နေမကောင်းဖြစ်ကုန်ကြပါတယ်နှိမ့်ဆက်တာလုံသွားတယ်လို့ခံစားခဲ့ရတဲ့အတွက်ချွေးမလေးတွေကလည်းသူတို့ယောက်ျားတွေကိုအကုန်အမှန်အတိုင်းပြောပြခဲ့ကြပါတယ် သူတို့ဒီမခနိုင်တော့တဲ့အတော်ဒီအိမ်ကနေထွက်သွားတော့မယ်ဆိုတဲ့အကြောင်းကိုလည်းပြောခဲ့ကြပါရယ်။နောက်နေ့မှရခမကရိုဒီတစ်ချက်လာပေးပါရယ်။ရော့နေတော့၅ရောက်အတူတူစားကြ။အားလုံးကလည်းဒေါသတကြီးနဲ့မတက်ထားရလိုက်ပြီးနောက်မှာတော့တယောက်ကပြောလိုက်ပါတယ်။တော်ပြီတော်လိုက်တော့အခုတော်ပြီအမေရေအမေရဲ့ရိုဒီတစ်ချက်ကိုလည်းကျမတို့မလို့ကျင်တော့အမေပဲစားလိုက်တော့ကျမတို့အခုဒီအိမ်ကနေသွားရောမလို့ဟန်ဒီဘသူ့လာပြန်ပြောနေရလေ။သွားခြင်းနဲ့ဆိုရင်တော့ချက်ချင်းထွက်သွားလိုက်တော့ရတယ်။ဒီနောက်ချွေးမ၅ယောက်လုံးကလည်းသူတို့ယောက်ျားတွေကိုခေါ်ပြီးချက်ချင်းအိမ်ကနေဆင်းသွားခဲ့ကြပါရဲ့။ ၆လကြာမြင့်သွားခဲ့ပါပြီ။တရားမှာတော့ရခမဖြစ်သူနဲ့မကောင်းဖြစ်နေခဲ့ပြီးသူမရေတောင်ထမတောင်းတော့နိုင်ခဲ့ပါဘူး။သူမမတက်ထရက်လိုက်တာနဲ့မူးပြီးပြုတ်ကြပါရယ်။ဒီအချိန်လေးမှာသူ့သားလေးတွေနဲ့ချွေးမလေးတွေကိုလိုအပ်ကြောင်းခန်းစားခဲ့ရပါရယ်။သူလည်းငိုနေပြောပါရယ်။နင်တို့အားလုံးဘယ်လိုသွားလိုက်ကြတာလဲ။ဖယားသခင်ငါ့ရဲ့တောင်းဆိုတွေကိုကြားရဲဆိုရင်တော့တို့အားလုံးကိုပြန်ခေါ်လာခဲ့ပေးပါ။ငါ့ရဲ့ချွေးမလေးတွေကိုငါတော်လေးနှိမ့်ဆက်ခဲ့မိရဲ့ဒုက္ခပေးခဲ့မိရပါပဲ။အဲ့ဒါကြောင့်ငါအခုလိုမျိုးဒုက္ခတွေကိုပြန်ပြီးခန်းစားနေရတာပေါ့။ သူကတရလုံးကိုပဲငိုနေတဲ့ချွေးမလေးတွေကိုတန်တာတတိယနေခင်ပြီးပါတယ်။တရမှာတော့အနေချင်းတယောက်ကရခမဖြစ်သူအရာနေမကောင်းဖြစ်နေတဲ့ဆိုတဲ့အကြောင်းကိုချွေးမလေးတွေကိုလာပြောပြခဲ့ပါတယ်။သိမလားရှင်မလားတော့မသိတဲ့အခြေအနေလို့ပြောလိုက်တဲ့အခါမှာတော့အားလုံးကလည်းပြင်ပြလာကြည့်ခဲ့ကြတာပေါ့။သာရဝတိကလည်းသူ့ခလေးတွေအားလုံးကိုပြန်တွေ့ခဲ့ရတဲ့အခါမှာဝမ်းသာလုံးလုံးငိုနေခဲ့ပါတယ်။သားလေးတွေကလည်းမိခင်ဖြစ်သူကိုပြောခဲ့ကြပါတယ်။အမေရဲ့ငိုမနေပါနဲ့ဗျာငိုမနေနဲ့ဆေးခန်းသွားကြမယ်ထောက်ကျွန်တော်တို့အားလုံးရောက်လာပြီမလား။ မေတိတ်ပကြခင်နေပြန်ကောင်းကြမှာတော့ပါလိမ့်မယ်။ဒါရီအားလုံးကငါ့ရဲ့အမားတွေကြောင့်ငါပြန်လဲခံစားနေရတာပါ။ငါ့ရဲ့ကလေးတွေကိုငါစားသားဖို့အတွက်ဘာမှမပေးခဲ့ဘူး။ငါကလေးတွေစားဖို့အတွက်ရိုတီတစ်ချပ်စီပဲပေးခဲ့လို့ဖယားသခင်ကငါ့ရဲ့ကျမ်းမာရေးကိုအခုလိုမျိုးနှောင်ချသွားအောင်လုပ်ပြလိုက်တာ။ထွေမလေးတွေငါ့ကိုခွင့်မလွှတ်မခြင်းငါအခုလိုမျိုးနေထိုင်နေရမယ်နဲ့တူပါရီ။ထွေမငါရောက်လုံကလည်းရခမစီသွားခဲ့ကြပါရီ။အမေရဲ့လူဆိုတော့အမားနဲ့ပဲကင်းမလဲ။ဒါပေမဲ့တခြားသူတွေကိုတနာချင်တာတက်ရမယ်လေ။ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကိုတော့မေးလိုက်ပါတော့ရှင်။ ကျမတို့အစည်းအကမ်းသွားပြကြမယ်ထောက်အမေနေကောင်းသွားတဲ့အခါကျရင်တော့ကျမတို့ဘုရားကိုအသက်တစ်ဖန်ပြန်လဲစတင်ကြမယ်လीနော်ဒီနောက် အားလုံးကလည်းမိခင်အိုကြီးကိုဇေယျကိုခေါ်သွားပြပေးခဲ့ကြပါရယ်တောင်းလေးရဲ့အတွင်မှာပဲသူမနေပြန်ကောင်းကျမသွားတဲ့အကြွာဇေယျကစဉ်းလာခဲ့ရပါရယ်သူလည်းအရင်ကြောင်ဝင်တွေအားလုံးချွေမလေးတွေလက်ထဲထည့်ပြီးနောက်မှာတော့ချွေမလေးတွေနဲ့ပြောရွှင်စွာပဲနေထိုင်သွားခဲ့ပါတော့ရယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်